ပြီးခဲ့တဲ့2015ခုနှစ်ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေဟာဇန်နဝါရီလ28ရက်နေ့ကပြုလုပ်တဲ့လွှတ်တော်အစည်းအဝေးတွေကိုလေ့လာသူတွေအဖြစ်တက်ရောက်ခဲ့ပါတယ်။ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေဟာဇန်နဝါရီလ28ရက်နေ့မှာကျင်းပခဲ့တဲ့ပြည်သူ့လွှတ်တော်ကိုလေ့လာသူတွေအဖြစ်တက်ရောက်ခဲ့ကြပြီးပြည်တော်စုလွှတ်တော်မှာလည်းလေ့လာသူအဖြစ်တက်ရောက်ခဲ့ပါတယ်။အခုလိုလေးလာသူတွေအဖြစ်တက်ရောက်ခဲ့တဲ့လွတ်တော်ကိုယ်စားလှယ်အချို့ရဲ့စကားသံတွေကိုအခုလိုစူးစီးဖော်ပြလိုက်ပါတယ်။ ကပြီးခဲ့တဲ့အခုပထမချိန်ပြည်သူ့လွှတ်တော်တွေကဥပဒေပြုသွားတာတွေနောက်ပြီးတော့ကော်မတီအသီးသီးရဲ့လှုပ်ဆောင်ချက်တွေအစည်းအဝေးခန်းစားတွေတုံ့သက်ချက်တွေကိုဒီနေ့လွှတ်တော်အစည်းအဝေးမှာပါတယ်လေအဲ့တော့ကျွန်တော်တို့နားထောင်ကြတာအဓိကကျွန်တော်တို့ရှေ့ကနေပြီးတော့လွှတ်တော်ကနေပြီးတော့ပြုစုသွားတဲ့ဥပဒေချမ်းတွေရှိမယ်လှုပ်ဆောင်စရာတွေရှိအောင်မယ်ဆိုတော့ကျွန်တော်တို့ဒီ transition ပေါ့ဒီအခုပြောင်းကာလမှာကျွန်တော်တို့အားတွေအရင်ပြန်ပြီးတော့ဟိုလွှဲရပြောင်းရမှာတွေလေ့လာရမှာတွေရှိပါအောင်မယ်အဲ့ဒါပြီးတော့မှသာလျှင်ခုနပါတီမူဝါဒဒီနေ့လည်းခေါင်းဆောင်မှုတွေနဲ့ပြန်ပြီးတော့ ဟိုညှိနှိုင်းပြီးတဲ့အခါကျတော့မှဘယ်ကိစ္စကိုစလုံမလဲဆိုတာပြောလို့ရမှာဖြစ်ဒီကတော့မပါတီနေနေတော့ဆွေးနွေးကြည့်နိုင်နိုင်မရအောင်လောလောဆယ်ကတော့တကူကြီးကျင်စင်တာကတော့ဒီစားတော့မပတ်သက်တဲ့ဥပဒေမျိုးဥပဒေဒါတွေတော့လေ့လာပြဆုံးတာတတိကကတော့ဒီမျိုးစားတော့ တိုင်းလာကြီးခွင်းရင်နဲ့ပတ်သက်လို့ဒီနေ့ဒီမှာဟောမတတ်ထောက်ခွင့်ရဖို့ပြီးတော့ဖယ်ရယ်တရားစုပေါ်ဆောင်ဖို့ဒါတွေကတနည်းအားဖြင့်ပြည်တွင်းစေရဖို့ဒီပြည်နေကြရေပေါ်ဆောင်နိုင်ဖို့ဒီစားတွေလည်းဒီစက်တက်စက်တက်ဖြစ်တယ်ဒါတွေကိုအထက်ကကျောပန်းဆောင်ရမယ်ဒီကကတော့ဒါတွေကိုပေါ်ဆောင်ဖို့ ဆိုရင်2008ဖွဲ့စည်းပုံပြင်ရမယ်အဲ့ဒီအတွက်ရခိုင်မျိုးသားပါတီမှာအမျိုးသားလွှတ်တော်ပြည်သူလွှတ်တော်နိုင်စင်လည်းနှုတ်ပါတယ်ယူအန်ရဲ့အဖွဲ့ဝင်ကိုယ်စားလှယ်တွေလည်းဒီတော်စုလွှတ်တော်ရောက်လာတယ်နောက်အင်တွေကအပြတ်သတ်အနိုင်ရတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ဒီပြည်ရင်းစစ်ရဖို့ဒီပြည်ရင်းချမ်းရေးကို ပေါ်ဆောင်ဖို့ဖယ်ဖယ်ပြီးဆောင်စုတူထောင်ဖို့အတွက်အနေဒီနဲ့လည်းဘာပဲဖြစ်ဖြစ်လက်ထက်ဆောင်ရဖို့ကြီးရပါတယ်ဒီနေ့တွေ့ကြုံကြတော့လေကားစီးပြီးလာတော့ဒီဟောယူမြင်လိုက်တဲ့ဒီလူတော်ခမ်းမကြီးမြင်လိုက်တဲ့အချိန်မှာဒီကျမတို့ရဲ့လူတော်လူပြောမယ်လူတော်အဆောက်အုံကြီးရပါတော့ကျမတို့နိုင်ငံအတွက်တကယ်ကိုပုံဆောင်နေတဲ့အဆောက်အုံတစ်ခုဖြစ်တဲ့အတွက်ကြောင့်ကိုယ်ယူပါတယ် တဆက်သေးဒီဆောက်အောင်မြင်တဲ့အချိန်မှာ ကျမတို့ရဲ့ပြည်သူတွေဆင်းရဲဒုက္ခနေတာတွေမြင်ရတဲ့အတွက်ကြောင့်ကျမစိတ်မကောင်းဘူး။ကျမအတွက်ဒီနေ့ရခံစားချက်လို့ရှင်တော်တွေတော့အများကြီးပဲ။အဖြစ်ကိုနေတာရှမ်းပြည်လေ။မငင်းချမ်းတဲ့ဒေတာ ပြီးတော့ဥပဒေနွားမှုမှုရှိတဲ့ဒေတာတရားဥပဒေစမှုမှုရှိတဲ့ဒေတာဆိုလို့ရှင်တော်တွေအများကြီးရှိတယ်။ဒါပေမဲ့ကိုနေနေရတာအစီအမံရိတ်တာအဲ့မှာစကလုံးတွေတော့စီခဲ့ပါရဲ့ဒီလူတော်အခမ်းမှာအဆောက်အုံကြီးဟိန်းနေရမြင်လို့ပြောရမယ့်စကလုံးကပျောက်သွားရော ော့အဲ့ဒါပြောဝင်နေနဲ့စောနေတယ်လို့ပါဟုတ်ပါဘူးဟုတ်ဘာဖြစ်လဲကျွန်မကတော့လောလောဆယ်ကရှမ်းနေတယ်လို့တော့ဆိုမရှမ်းနေတယ်လို့တော့ဆိုတယ်အဲကြောင့်ဒီနေ့တွေ့ကြုံနဲ့ပတ်သက်တဲ့ဆိုရှင်တော့ကျွန်တော်တို့ရှမ်းပြည်နယ်လွတ်တော်လို့ပဲခန်းစားရပါတယ်အဆောက်အုံကတော့လွှဲရင်ပေါ့ကိုပြည်နယ်နဲ့တိုင်းအခုထိလိုက်တော့ခါကြတော့တိုင်းမကူစဲတွေကလည်းတော်တော်လေးပါတယ်ပေါ့နော်အဲတော့အရင်လွတ်တော်တဲ့ဆိုင်ရင်တော့ပို့ပြီးတော့မတို့ရဲ့လွတ်တော်အသက်ဝင်မယ်ပြည်သူတွေလည်းပို့ပြီးတော့ကျင်းနေကြမယ်လို့မှလူခန်းစားရပါတယ် ဘာတွေလုပ်ပြီးမလဲခံစားတဲ့ခံစားချက်ရှိလဲဆိုတော့ခါကြောင်အမားတို့ကဒါ NLD ပါတီရောက်ဝင်ပြန်တာလေမြို့သားဒီမိုကရေစီဖွဲ့ချုပ်ရဲ့အလံအောက်ကနေဝင်ပြန်ရင်သူတို့ရဲ့ပုံရင်းအောက်ကနေဝင်ပြန်ရင်ဆိုတော့အမားတို့ရဲ့ရွေးကောက်ပွဲကျင်းတာဆန်ရမှာပါတဲ့ကိစ္စတွေကတော့တော့အမားတို့လုံးဆောင်ရမယ့်ကိစ္စတွေဟုတ်လို့ရမယ့်လုပ်တွေကတော့အများရှိပါပဲเนาะကျွန်တော်တို့မှဟိုပါပေါ့ဘလို့စီဟိုနိုင်ငံရေးစနစ်အရာကျွန်တော်တို့မှဖွဲ့စည်းပုံပြုပြင်ရမယ့်ခေတ်တွေရှိမယ် အဲ့ဒီပြောင်းလဲလာတဲ့ကျွန်တော်တို့စနစ်နဲ့အရင်ဒီမိုကရေစီစနစ်နဲ့ကပ်ညီမဲ့ကျွန်တော်တို့ဟိုပေါ့ဥပဒေနေဥပဒေတွေကျွန်တော်တို့မှနိုင်ရလှုပ်ဆောင်ကြရတယ်နိုင်ရရှိတာပေါ့နိုင်ငံတစ်ခုလုံးနဲ့ကျွန်တော်တို့ဒါဟိုစနစ်တစ်ခုလုံးပြောင်းပြီးမှပဲကျွန်တော်တို့ကဒါဟိုရှိနေတဲ့အဲ့ဒီပြည်ထောင်စုအတွက်မှမိတက်နေတန်ကြတဲ့တိုင်းရင်းသားတွေကအကုန်လုံးဟုတ်ပါဘောဟာစီဘောရေးလူမှုရေးပညာရေးတွေကပြောင်းလဲလာမှာဆိုတော့အရင်ဆုံးကျွန်တော်တို့ကဒါပြည်ထောင်စုရဲ့ခင်စားမှုနဲ့အရင်ဆုံးဒီနိုင်ငံစနိုက် ့ပြောင်းအကုန်လုံးပြုပေါဆောင်ရရမယ်အခြေအနေရှိတာအဲအင်္ဂလိပ်နေကတော့ပထမအချိန်အင်္ဂလိပ်ပါတီ2012ဂျာပြည့်ကောက်ကိုဝင်နေဦးနေရအဲ့ဒီကြွကြတန်းဒုံးကိုအဲ့ဒါကတော့တကယ်ဥထိတ်ထားတဲ့ကြွကြတန်းဒုံးကိုပေါ့တရားဥပဒေစိုးမိုးရေးကြီးရင်းညင်းညိုင်းနဲ့အခြေအမှုပြင်ဆင်ရေးပေါ့ဆိုတော့အခုလေအဲ့ဒုံးကတော့ပါလာတာပေါ့နော်အခုရေကောက်ပွဲမှာလဲနောက်တစ်ခုတော့တိုးလာတာပေါ့နော်ပြည်သူတွေရဲ့ဘဝလွတ်လပ်လုံခြုံတာခွင့်ပြုတည် အဓိကတော့အဲ့ဒီ၄ခုပေါ့အဲ့ဒီ၄ခုမှာအငယ်ကတော့အခြေခံဥပဒေပေါ့နော်အခြေခံဥပဒေကိစ္စအခြေခံဥပဒေဟိုဒါဒီမိုကရေစီစီနဲ့လက်လျောညီထည့်ဖြစ်တဲ့အခြေခံဥပဒေဖြစ်မှာပဲဒီတိုင်းပြည်ဟာတိုးတက်ပြောင်းလဲမယ်ကမ္ဘာလယ်မှာအကူအညီကြောင်းနိုင်မယ်လို့ယုံကြည်ရတဲ့အခြေခံဥပဒေကိစ္စကိုတော့ဆောင်ပီပီလောက်သွားဖို့ဆက်ကူထားကျောင်းဝင်ပြင်ဆင်ရေးကိစ္စပေါ့သို့တော်လဲဟိုကျင်တဲ့ခါမှာတော့ ဓိကတော့436ပေါ့436ပြင်နိုင်မှဒီအခြေခံဥပဒေအခြေခံကြကြပြင်နိုင်မှာအဲ့ဒီကြမှာဂျန်တဲ့ပုံမှန်တွေကတော့သူလျှောက်ခံပုံမှန်တွေ436ကအဓိကအခုပထမဆုံးတွတ်တော်လေးလာရဆိုတော့ကကြတော့နောက်ပိုင်းမှာသူတို့ခေါင်းဆောင်နဲ့လည်းတွေ့ဖို့ရှိတာပေါ့နော်ဒေါက်ဆန်းစီအဲ့တော့သူအဲ့ကြရင်တော့ခွဲမလားတော့မပြောတတ်ဘူးပေါ့ဂုတိကတော့အဲ့လိုခွဲကြတာမှပြေးထားတာမျိုးမရှိပါဘူးသူကတော့တိလိုက်တဲ့ပဲဦးတို့ခေါင်းဆောင်နေနဲ့ခေါင်းဆောင် ဒီနေ့လည်းအခုကြည့်မတွေ့ရသေးဘူးပေါ့နော်မတွေ့ရသေးဘူးဆိုတော့တွေ့တဲ့အခါမှာတော့သူကတိကျတဲ့အငြင်းကြက်တွေပေးရင်လည်းပေးမှာပေါ့နော်အခုကြည့်ရတော့အဲ့လိုအမျိုးပေးတာမရှိဘူးဒုတိယအကြိမ်လွှတ်တော်တွေကိုတော့လာမယ့်2026ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာစတင်ဖို့ရှိနေတာဖြစ်ပါတယ်